ရွှေခုနှစ်ပဲရှစ်ပဲတွေကိုရွှေငါးမူကြီးငါးမူရောပြီးတော့မှတိတ်မတုံးကြနဲ့တိတ်အာကြနဲ့တိတ်မညံ့ကြနဲ့အယံညံ့လို့နဲ့ကျမတို့မြန်မာလူမျိုးကရုပ်ချိုးတာရုပ်ဆိုးတာနဲ့မဆိုင်ဘူးခန္ဓာကိုယ်မှာရှိရကိုယောင်ကိုယ်ဝါလှခြင်းမလှခြင်းနဲ့မဆိုင်ဘူးအသားဖြူခြင်းအသားမဲခြင်းနဲ့လည်းမဆိုင်ဘူးပိန်ခြင်းဝါခြင်းနဲ့လည်းမဆိုင်ဘူး လူတယောက်ရဲ့ aura เนาะအဲ့တော့တမာအာဇီဝနဲ့ရှာစားထားတဲ့ပတ်စံတွေမဟုတ်ဘဲနဲ့သူများစီကမတော်မတရားနဲ့ယူထားတဲ့သူတွေရဲ့ရုပ်ကြံအင်းလက္ခဏာဟာကြည့်လိုက်ရင်အတိသာကြီးပါနော်အဲ့တော့မြန်မာပြည်မှာလေကျမတို့မြန်မာပြည်ကလူတွေကလေဘယ်လိုမျိုးဆိုရင်သဘောကျလဲဆိုတော့ကြွားပြချမ်းသာတဲ့သူဆိုရင်နံပါတ်1ယုံကြည်ပြီးသားဟာယုံကြည်ရင်အာကျန်အာနောက်ပြီးတော့ဘာဘာဘာကိုကြိုက်လဲသိလား စေတနာနဲ့ဆင်လို့မြစ်တာနဲ့ရှော့ပေးနေတာချစ်လို့ရှော့ပေးတယ်အရှုံးခံပြီးရှော့ပေးမှလားချစ်လို့စီးပွားအပြတ်ခံပြီးရှော့ပေးမှလားချစ်လို့မြင်မူးလားဂျေဇူးကဂျေဇူးသားရှိလားအဲ့တော့ကိုချစ်လို့ရှော့ပေးနေတာရှော့ပေးစရာအကြောင်းမရှိဘူးချစ်လို့လဲ အရှုံးခံပြီးရှော့ပေးနေတာအရှုံးခံပြီးဘာလုံးလုံးဆရာလို့လဲအရှုံးခံဆရာမလို့ကိုပစံကိုအထုတ်လိုက်ကင်ထားရင်တော့ဘာအရှုံးမခံဆရာမလို့ကိုပစံကိုအထုတ်လိုက်ကမညော့သွားအောင်ကြိုက်တယ်အဲ့လိုစကားမျိုးတွေဆိုအရင်အရှုံးခံပြီးလုတ်ပေးတာအရှုံးခံပြီးတော့မှပေးတာချစ်လုံးလုံးလေးဘယ်လိုအလျှော့ကျမ်းတာနော်ဘယ်လိုမျိုးတော့အမလေးယုံနာယုံနာယုံနာ ချစ်လို့ shop ပြီးတာအမလေးချစ်လို့ပဲရောင်းပြီးတာအမလေးချစ်လို့ပဲအဲလှုပ်ပြီးတာเนาะအမလေးပရိသတ်ကြီးကိုပဲဘလို့ပဲဖြစ်လို့မလို့စေတနာကြီးဘလဘွားနဲ့မလို့အမလေးဇင်းရောင်းပြီးတော့ပဲလှူနေသလိုလိုတန်းနေသလိုလိုနဲ့ပြောပြီးတော့မှတိုက်တရားလဲတလုံးမိတလုံးကားရီလည်းတစည်းပြီးတစည်းဘိုင်ဆိုင်မှုတွေလည်းတစ်ခုပြီးတစ်ခုတိုးနေတာအဲ့ဒါဘယ်ဟာအဆန်နေနဲ့တိုးတာလုံးကျွန်မအဲ့လိုပဲမေးမယ်ဘယ်ဟာအဆန်နေနဲ့တိုးတာလဲတိတ်မတုံးကြနဲ့တိတ်မအားကြနဲ့တိတ်မညံ့ကြနဲ့အယဉ်ညံ့လို့နဲ့ကျွန်မတို့မြန်မာလူမျိုးက အရန်အယုံလွယ်လွန်းတယ်အဲ့လိုအယုံလွယ်လို့အဲ့လိုလိန်နဲ့လူတန်းစားပေါ်လာတာလိန်နဲ့သူရှိတယ်ဆိုတာအလိန်ခံလို့ရတဲ့သူတွေအများကြီးရှိလို့လိန်နဲ့သူရှိတာနောက်လောဘဟာမတန်ရင်ငါစီးအပြင်မှာတစ်ချက်တန်နေငါမှုဆိုရင်ဟာ ဘသူကအဲ့ဒီတကြက်တကယ်ကိုအမှန်ကန်တန်နေတဲ့တကြက်ပြား90အရင်ရှိပြီးတော့မှတကြက်နဲ့ရောင်းထားတဲ့ပစ္စည်းတစ်ခုကို ပြား90နဲ့ပေးမယ်ဆိုရင်ဝင်ရတာတောင်ပြား90ပြား90နဲ့ဆိုပြား40အရှုံးခံပြီးတော့ဘာဖြစ်လို့ပေးနေရလဲဒါဆိုရင်တကယ်ပြား90မတန်တဲ့ပစ္စည်းမလို့ဆိုတာမျိုးကိုစဉ်းစားရမယ်တကယ်တမ်းသာတန်ပြီးတော့မှ လုတ်ပေးတာဆိုရင်ကျမတို့စာတင်ခဲ့ရပါတယ်ငငယ်တော့ကဥနာအောင် နေချဲအင်္ဂလိပ်ကိုပြိုင်ပြီးတော့မှ fight တာတင်းမောတွေကိုတင်ခဲ့ရပါတယ်နော်ဘလို့ဖြစ်သွားလဲနောက်ဆုံးဒီဝါလီခံလိုက်ရတာပဲအရှုံးပေးလိုက်ရတာပဲအရှော့ပေးလိုက်ရတာပဲဘာဖြစ်လို့လဲဆိုတော့ရေရှင်မှာတောက်မခံနိုင်ဘူးအဲ့တော့အရှုံးခံပြီးတော့မှပေးတာအမေတက်တက်မဲ့ပေးတာချင်းလို့ပေးတာအရန်သဘောကြတယ်အဲ့ဒါလိမ့်နေတာအဲ့ဒါလိမ့်နေတာ ဒါဆိုရင်အဲ့လိုတွေပေးပြီးတော့စီးစိမ်ဥစ္စာတွေကအမေတို့ကပြောသေးတယ်စည်သနာကောင်းလို့စီးပွားဖြစ်တာတဲ့ဟမ်စည်သနာကောင်းရုံနဲ့စီးပွားဖြစ်သလားဖြစ်သလားစည်သနာတွေအရန်ကောင်းရုံနဲ့စီးပွားဖြစ်သလားဘယ်လိုအကျိုးအမြတ်ရအောင်လုပ်မလဲဆိုတဲ့ technique မပါဘဲနဲ့စည်သနာကောင်းရုံနဲ့စီးပွားဖြစ်သလားအမေအောက်က comment နေမှာစည်သနာကောင်းလို့စီးပွားဖြစ်နေတာတဲ့စည်းပွားဖြစ်အောင်လှုပ်ထားတဲ့ technique မလို့စည်းပွားဖြစ်တာလေ စည်းနာကောင်းနေမကောင်းကြီးကနောက်မှပြီးတော့မှခံလိုက်ရပါပြီအာမလီပြီးတော့မှနစ်နာသွားပါပြီဟာပြီးတော့မှဘလို့ဖြစ်သွားပါပြီမပြောနဲ့လောဘနောက်မလိုက်နဲ့ဘလို့တတ်တာအောင်လုပ်ပြီးထားတာအပြင်းမတစ်ချက်ကျမစီမှာငားမှုအဲ့ဒါဆိုအေးငားမှုကလေတကယ်ကို မတန်ရင်ငါနဲ့ပေးနေတဲ့ငါမှုဟာတကယ်ပဲအရေးအသွေးဟာဟိုတချက်တန်တဲ့ဒန်းတူညီရဲ့လားလို့စဉ်းစားချိုးချောင်းမလိုက်နဲ့ပေါ်ရင်ချောင်းရင်ဘယ်အရာမှမကောင်းဘူးလူလည်းမကောင်းဘူးကျမအမြဲတမ်းပြောတယ်ပေါ်ရင်ချောင်းရင်ပစ္စည်းမှမဟုတ်ဘူးလူလည်းပေါ်ရင်ချောင်းရင်မကောင်းဘူးကျမပြေတော့ဘူးအဲ့တော့အပေါ်အချောင်းကြီးတိတ်မလိုက်ကြနဲ့တန်ရာတန်ကြီးပေးပြီးတော့မှတန်ရာတန်ကြီးပေးတဲ့ဟာပဲလို့ ်ရွှေတွေတုံးကလည်းကျမပြောတယ်ကျမအမုန်းခံပြီးပြောတယ်ရွှေတွေတုံးကလည်းเนาะကျမမုန်းခံပြီးထောက်ပြတယ်ရွှေတွေတုံးကလည်းဆိုတော့မအားကြပါနဲ့မညံ့ကြပါနဲ့เนาะမတုံးညစမ်းပါနဲ့ပတ်စံရှိတိုင်းမှန်ကန်နေမထင်ညစမ်းပါနဲ့နော်တထင်းအောင်ဆောင်လူလိန်ဆိုတာအနှုတ်ဆုပ်ကုတ်ဆုပ်လမ်းမရတံတောင်းစားကမလိန်ဘူးတထင်းအောင်ဆောင်ပြီးပဲလိန်လို့ရတာ လမ်းမေးတောင်းစားကိုကဘသူမှမယုံလို့မလို့ဘယ်သူကိုမှလည်းသူလိန်လို့မရဘူးတောင်းစားအဆင့်နဲ့လိန်ပြီဟဲ့ဆိုရင်တတိယအောင်ဆောင်ပြီးတော့ပဲတတိပြစ်ကြံပြီးလိန်တာအဲ့လိုလူမျိုးတွေကပဲလိန်လို့ရတာတောင်းစားကတက်မလိန်ဘူးတောင်းစားလည်းဘသူမှမယုံဘူးလိန်တော့မယ်ဆိုတဲ့လူလိန်တယောက်ဟာပတ်စံရှိတဲ့ပုံပတ်စံရှိတဲ့အနေအထားမျိုးဖြစ်အောင်တိဆောက်ပြီးတော့မှလိန်တာ ဘယ်လူလိန်ကမှသတောင်းစားကလိန်သွားတာခံလိုက်ရတယ်ဆိုတာသတောင်းစားကလိန်သွားရင်နှစ်ပေးတပြားရင်အေးအဲ့လိုမျိုးတတိပုံဖမ်းထားပြီးတော့မှတတိပုံစံလှုပ်ထားပြီးတော့မှလိန်နဲ့သူတွေကမှအချင်းချင်းတစ်ဖက်လူဘဝပြက်လောက်အောင်သူတို့တတိပြက်လောက်အောင်လိန်တာအဲ့တော့တိအဲ့တော့ဘယ်တော့မှမမိနဲ့နော်အတိတတိမပြက်နဲ့အရန်အထင်မကြီးနဲ့လူတယောက်ကို မိမိမဟုတ်တဲ့လူတယောက်ကိုဒီ line ပေါ်မှာပြောနေတဲ့စကားလေးနေတဲ့အထင်ကြီးမနေကြနဲ့ bad review တွေလား bad comment တွေလားဖျက်ပြစ်လို့ရတယ်နော်ကောင်းတဲ့ comment တွေပဲထားခဲ့လို့ရတယ် hey bad review လည်းမတွေ့ဘူး hey bad comment လည်းမတွေ့ဘူးဖျက်ပြစ်လို့ရတယ် block ပြစ်လို့ရတယ် ban ပြစ်လို့ရတယ်ကောင်းတဲ့ comment တွေကြီးပဲထားခဲ့လို့ရတယ်တိဖို့မတုံးနဲ့မအနဲ့မညံ့နဲ့နော်ခံရရင်မတနာဘူး အလိန်ခံလိုက်ရတယ်ဆိုမတနာဘူးအဲ့ဒါเนาะပုစံရှင်ရင်းယုံနေเนาะကျွန်မကြည့်နေရသေးလားဟာတတိဆိုပြီးတော့မလေးအကုန်လုံးကျွားပြဝါပြဟာရွှေတွေညွတ်နေအောင်ဝင်ဟာတစ်ခါတည်းတိုက်ကြီးတွေပြကောင်းကြီးတွေပြဟာတစ်ခါတည်းကိုလေးအကုန်လုံးညွှားပြတဲ့အောက်မှာလေးနက်ကရာကြီးမော့မစားရဝါကမန်းနေနဲ့အမလီအားချလိုက်တာအမလီဘလို့ဖြစ်လိုက်တာမရှက်ဘူးလားမရှက်ဘူးလားအဲ့လိုလူတွေကျွန်မမေးချင်တာ အဲ့လိုပဲနှိမ်ချလိုက်တော့မယ်လူဆိုတာလေကိုယ့်ရဲ့ ability နဲ့ကိုယ့်ကိုတိဆောက်ရတယ်ပတ်စံရှိတိုင်းလည်းအထင်ကြီးစရာအကြောင်းမရှိဘူးဂုံတိတ်ခါဆိုတာကလေငွေရှိတာတစ်ခုတည်းနဲ့တိဆောက်လို့မရဘူးငွေရှိတိုင်းဂုံတိတ်ခါရှိတာမဟုတ်ဘူးเนาะတမိုင်းနဲ့ခြီးပြီးတော့မှကိုယ့်ရဲ့နောက်ကျောင်းကိုစိုက်တလို့စစ်စေးခံနိုင်တာမှဂုံတိတ်ခါရှိတယ်လို့ခေါ်တာ ကျမတို့ဒီနေ့ဒီအချိန်ထိဘယ်သူနဲ့မှမျက်နှချင်းဆိုင်လို့မျက်လုံးချင်းဆုံလို့မျက်လွာချလိုက်ရတဲ့သူတယောက်မှမရှိဘူးအားလုံးကိုမျက်လုံးချင်းရင်းရဲချင်းဆုံပြီးတော့မှကြည့်ရဲတယ်အเจ้าမဲတက်တက်လဲချမ်းသာလို့လဲအားမကြဘူးနာမည်ကျော်လို့လဲအားမကြဘူးမိမိကိုကိုယုံကြည်မှုတွေရှိစမ်းမှာ နော်ဘာလဲချမ်းသာတဲ့သူတွေအောက်မှာချမ်းသာတယ်လို့ဆိုတဲ့သူတွေအောက်မှာဒီ line ပေါ်မှာပြနေတဲ့ပကာသနတွေရဲ့ချမ်းသာတယ်ဆိုတဲ့သူတွေအောက်မှာအတကုံတွေကိုလိုက်ပြီးတော့မှဖာရပြီးတော့မှမန့်နေတဲ့ comment တွေကျမတို့စကပုံရှိရလေနတ်ကရာအလွယ်ပြောရင်နတ်ကရာကြီးမောနတ်ကရာကြီးမောနတ်ကရာကြီးမောအမှန်မှန်တော့နတ်ကရာကြီးမောနတ်ကကတယ်နတ်ဝင်တရားကတာကတာခုံပေါက်ပြီးကာဟာခါတယ်မမောနိုင်မကန်းနိုင် ကနေတာဘင်းကကြည့်ရတဲ့သူက तू ကကရတဲ့သူကတော့ဘလို့နေလဲမသိဘင်းကကြည့်ရတဲ့သူကကြည့်ပြီးတော့မှမောနေတာအဲ့ဒါကြောင့်မလို့နက်ကရာကြည့်မောဒိဗေယဒါပေမဲ့မြန်မာစကားကနက်ကရာကြည့်မောနက်ကရာကြည့်မောဆိုကြည့်ရပဲပဲနားလာမောနေလဲဘလို့လဲညာလို့လဲဖြစ်သွားတာနက်ကရာကြည့်မောဟာနက်ကကနေကနေတဲ့သူကတော့ဘလို့နေမှမသိကြည့်ရတဲ့သူကမောနေအခုလဲဒီလိုပဲ အမလေးအဲ့ဒီအောင်မှာအဲ့ဒီအောင်မှာဒီတခါလေးကိုလေအာအောင်ကြလိုက်တာချင်လိုက်တာမမရင်အာကြလိုက်တာမမရင်အောင်ငင်ပါစေဘယ်လိုဖြစ်ပါစေညာအဘာဖြစ်နေကြတာလို့အဲ့တော့ဘာဖြစ်နေကြတာအလိန်ခံရတယ်ဆိုတာလေလေအလိန်ခံရတဲ့သူတွေကျမမတနာဘူးညံ့လို့အလိန်ခံရတာအယုံလွယ်လို့အလိန်ခံရတာဘဝတုဒ္ဒတာတွေမနေနဲ့ဒီခေတ်ဒီကာလကြီးထဲမှာလိလာအားတွေကောင်းစမ်းမှာ ချမ်းသာကျမပြောတယ်လေသလောင်းစားကမလိမ်ဘူးတထင်းရောင်ဆောင်ပြီးပဲလိမ်တာတထင်းရုတ်ထွက်လိုက်ပြီးပဲလိမ်တာကျမတို့မြန်မာကားတွေထဲမှာတော့တွေ့ဘူးလားလိမ်တော့မယ်ဆိုတော့ဟာတထင်းလိုမျိုးကားတွေငားလိုက်တယ်ဟာတိုက်ကြီးတွေလှုပ်လိုက်တယ်ဟာတစ်ခါနဲ့တထင်းလိုတွေလှုပ်လိုက်တယ်ပြီးတော့မှတီဆောက်ပြီးတော့မှတထင်းအတိုင်းဝိုင်းနေတဲ့ကိုဝင်နေတီဆောက်ပြီးတော့မှအဲ့ကြမှာအချီကြီးလိမ်တာတထောင်းစားကမလိမ်ဘူးတထောင်းစားကလိမ်လဲထမင်းမိုးနှစ်ပဲတပြားပဲအဲ့ဒါကိုတတိကြက်ကြက်ထား ဘယ်လိုဖြစ်လို့မြန်းလဲအသက်ကုန်နေလေဟာရင်ထက်ခံရတယ်နော်ဒါလည်းမဟုတ်ဘူးနော်ပေါ်ပေါ်ပဲပဲနေနဲ့အာရောင်းနေတာပေါ်ပေါ်ချစ်လို့ရောင်းတာနော်ချစ်လို့အမလေးဒီဥစားတွေကအမလေးစီးသနာနဲ့ပြီးတာနော်အရှုံးခံပြီးပြီးတာနော်အမလေးဒါကလေတတ်တမဲ့လှူခြင်းလို့ဇင်ရောင်းနေရနော်နက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 ်နဲ့ဝယ်စားတာပြီးခံရအောင်ရွှေတွေတုန်းကလည်းကျွန်မပြောတယ်အဲ့တနေရောင်မှာပဲရွှေဖြစ်တာ ရွှေဒီဒီလိုရောင်းလို့မရဘူးရွှေဟာဒီလိုမျိုးမဟုတ်ဘူးเนาะမရဘူးเนาะပြီးတော့မှခံရလာအဲ့တော့ဒီတနိုင်ငံလုံးကိုနေစင်တဲ့အမြနဲ့အရှုံးခံပြီးပေးနေရဘလောက်ချမ်းသာလို့တော့စီးစိမ်ပြုတ်သွားမှာပေါ့စောက်ကြိုးတော်နေသွားအောင်မယ်ဒါဆိုဘာဖြစ်လို့ပေးနေနိုင်တာလဲမယုတ်ယော့ပဲနဲ့တိုးပွားပြီးတော့မှစေတနာကောင်းလို့လားစေတနာကောင်းရင်လို့ပေးလို့ရသလား ကျွန်တော်တို့လည်းစေတနာရမ်းကောင်းတာပဲခုနှစ်ရက်သားသမီးကိုဝေငှကျင်လိုက်တာပေးကျင်လိုက်တာကျွန်မဆိုပရဟိတတွေလုပ်နေတာစေတနာတွေကိုကောင်းလိုက်တာပေးကျင်လိုက်တာအခုပဲခလေးတယောက်လာတော့မယ်ဆေးကုဖို့နော်ပေးရတော့မယ်အခုတိတ်အစိတ်နော်ခလေးတယောက်ဆေးကုဖို့မဆေးရုံစေးတိတ်အစိတ်တဲ့ပေးရမယ်စေတနာတွေကောင်းလိုက်တာလေအဲ့ဆိုပတ်စံနေရရဟောလာစေတနာတွေကောင်းလိုက်ရုံတခုတည်းနဲ့မဟုတ်ပါဘူးလုံလပြင့ပါသေးတယ်အဲ့ဒီနောက်မှာအဲ့ပြုတဲ့လုံလကတမအာစီမလားဝိသမလောဘလားနင်းနေပါပါ ခေါင်းတုံးပြီးစဉ်းစားကြစမ်းပါစည်သနာကောင်းပြီးဈေးရောက်နေတဲ့ဒဇက်တန်ပစ္စည်းတစ်ခုကိုဆယ်ပြားပဲအမျက်တင်ပြီးဒဇက်ဆယ်ပြားနဲ့ရောင်းတဲ့သူနဲ့ဒဇက်တန်ပစ္စည်းတစ်ခုကိုပြောင်း90တင်ပြီးတော့မှ ရောင်းတဲ့သူကဘယ်သူကတထေးဖြစ်မှာလဲဘယ်သူကတထေးဖြစ်မှာလဲ တကြက်၁၀ပြားနဲ့ရောင်းနေသူကတထေးဖြစ်မှာလားတကြက်ပြား90နဲ့ရောင်းနေသူကပစ္စည်းတိုးပွားနှုန်းမြန်ပြီးတထေးဖြစ်မှာလားတကြက်ပြား90သမားပဲတထေးဖြစ်မှာပေါ့အဲ့ဒါဆိုဟိုမှာစေတနာကောင်းပြီသူ၁၀ပြားပဲအမျက်စားထားတဲ့သူဘာဖြစ်လို့တထေးမဖြစ်တာလဲသမားအာဇီဝနဲ့လှုပ်လို့တထေးမဖြစ်တာဝိသမလောဘနဲ့လှုပ်လို့တထေးဖြစ်တာသဘောပမညံ့နဲ့ခံလိုက်ရရင် ခြေခံလူတန်းစားနဲ့လူလက်တန်းစားပဲခံရတာဘာဖြစ်လို့လဲလောဘကြောင့်မလို့တတားတယ်ငါတို့ကမလို့ shopping တာအမလေးစည်းတနာတွေကောင်းလို့အုံနောက်ကမရှိဘူးအုံနောက်ကမပါဘူးပတ်စံရှိလူတန်းစားအတိုင်းဝိုင်းကလူတွေမခံရဘူးရွှေတွေနှုတ်ဆုပ်ကုတ်ဆုပ်အဆုပ်ပလုတ်တွေကိုရောင်းနေ ပတ်စံရှိအတိုင်းဝိုင်းကသူတွေကအဲ့အစုပ်ပလုံမျက်တောင်တောင်လည်းမခတ်ဘူးမခံရဘူးဘယ်လိုလူမျိုးတွေခံရလဲရှီစုမဲစုနဲ့ချွင်းနေစာလေးတွေနဲ့ရွှေလေးတွေကိုဖြစ်ချင်လို့မလို့ဝစ်ချင်လို့အာကြီးလို့အာကြီးလို့မလို့စုဆောင်ပြီးတော့မှအရေးကြလေးရတယ်ခွဲပင်းလို့ရတယ်ဘယ်လိုလေးရတယ်ဟာဘယ်ဝါလေးရတယ်အဲ့ဒါလေးကောင်ထုံးလင်းနော်ဘယ်လိုလေးရတယ်ဆိုပြီးတော့ပစံလေးတွေပင်းပြီးတော့မှလှုပ်ပြီးတော့မှအဲ့လိုလူမျိုးတွေပဲခံရတာအဲ့လိုလူမျိုးတွေပဲခံရတာ နော်ပတ်စံရှိတဲ့လူတန်းစားကအဲ့ဒီအစင်အဲ့ဒီနေရာအဲ့ဒီပစ္စည်းအဲ့ဓာတွေကိုမျက်တောင်တောင်နဲ့မခတ်ဘူးသူတို့မခံရဘူးကျမကဒါကြောင့်မလို့မနေနိုင်မထိုင်နိုင်နဲ့ဝင်ပြောတာမပြည့်စုံဘူးဆိုတာလေဥစ္စာပစ္စည်းမပြည့်စုံတာဒီအချိန်ဒီအကြောင်းကြောင့်အကြောင်းကြောင့်ကြောင့်မပြည့်စုံသေးဘူးဆိုတာကိုလက်ခံနေအုံနောက်စဉ်းစားစဉ်းကျင်တွေးခေါ်ညံနေတော့မပြည့်စုံဘူးဆိုတာကြတော့လေမဖြစ်သင့်တော့ဘူးဒီခေတ်ဒီကာလကြီးတဲမှာ နင်းနေလေးညံလေးတွေကိုလွှာသုံးအယုံမလွင်နဲ့ဘင်းကပြောရတဲ့သူတွေကလေခုနကလိုပဲနတ်ကရကြည်မောဘင်းကနေကြည်ပြီးကျမတို့တွေကမောနာအိုးခံရတော့မှာပဲခံရတော့မှာပဲမနေနိုင်လို့ဝင်ပြောမနာလုံလို့မနာလုံလို့ပြောနေတာသူများစီဝါဒုံနဲ့ထိုးနေတာမနာလုံလို့မနာလို့စရာအကြောင်းနဲ့တကြောင်မှမရှိဘူးမနေနိုင်လို့ မနာလိုလို့မဟုတ်ဘူးမနေနိုင်လို့ဝင်ပြောပြီးတာညံမနေနဲ့ညံမမွဲနဲ့ဥစ္စာမွဲကံမွဲယုံနေတော်လောက်ပြီးညံမှာထက်မမွဲနဲ့တော့ဒါဆိုရင်ဒီဆင်းရဲတွင်းကမတက်နိုင်တော့ဘူးဥစ္စာမွဲနေတယ်ကံမွဲနေတယ်ဆိုကြိုးစားအားထုတ်လို့ရသေးတယ်ညံမှာမွဲရင်တော့သွားပြီးဒီတွင်းတွေကတက်မလာနိုင်တော့ဘူး ဂျင်းနေဂျင်းနေအဲ့လိုလူတန်းစားတွေဟာအဲ့လိုလိန်လို့ရတဲ့တမယာတိလေးတွေရှောက်တိလေးတွေအဲ့လိုအယုံလွယ်တဲ့သူတွေရှိသေး၍ဟာကြည့်လိုက်ရင်အတိတ်ဓာကြီးအတိတ်ဓာကြီးတိတာနေတာဘာဖြစ်လို့လဲတိနေတာကြီးလေမဟုတ်ဘူးဆိုတာတိနေတာကြီးကိုဘာဖြစ်လို့ဘာဖြစ်လို့လဲလို့စဉ်းစားမရဘူးဘာဖြစ်လို့လဲဆက်နေချမ်းသာပြရတယ်ဆိုရင်မစားရောင်းဝကမန်းငါမြန် ဆိုပြီးတော့ပြီးမလားကမ်းမလားအဲ့လိုလားဘာဖြစ်တာလဲပြောရင်မနာလုံလို့အယ်မွန်တင်းကမနာလုံလို့လို့ဖြစ်မယ်ကျွန်မရွှေဒီကိစ္စတော့ကလည်းကျွန်မအမုန်းခံပြီးကျွန်မအများကြီးပြောခဲ့တယ်အများကြီးပြောခဲ့တယ်ကျွန်မသတိထားနော်ခံရမယ်နော် ဖြစ်မယ်နော်တနေရာထဲမှာပဲရွှေဖြစ်တယ်နော် ဟုတ်လားမဟုတ်ဘူးလားကျွန်မစိန်ခေါ်ခဲ့တယ်နော်မီဒီယာခေါ်လာခဲ့မီဒီယာခေါ်လာခဲ့ ဟောက်ပါ Facebook ကတို့လုံစားခွင်မီဒီယာခွန်လာခဲ့လာနင်တို့ရောင်းထားရဲဆိုတဲ့ပစ္စည်းတွေကိုလိုက်သိမ်းပြီးချွတ်ပြငါလာပြီးပုံနေဟာလာမချွတ်ပြနဲ့ for sure နင်တို့ပြင်ဆင်ထားတဲ့ဟာလာမချွတ်ပြနဲ့နင်တို့အဲ့တွေတွေကိုရောင်းထားရဲဆိုတဲ့ဘောက်ချာနဲ့ရောင်းထားတဲ့သူတွေလာတင်ညာလိုက်မယ်အဲ့လူတွေလာချွတ်ပြမီဒီယာနဲ့ချွတ်ဆန်းပြောတဲ့အတိုင်းအရင်ပြည့်မိတယ်ဆိုအဲ့ဒီအချိန်ရဲ့နှစ်ဆငါရော်ပေးမယ်မပြည့်ဘူးဆိုရင် အင်းဒီချိန်တိုင်းငါ့ကိုပေးလို့ပဲပြောခဲ့တယ်ကျမတို့15ပဲရအပြည့်ပါလို့ရောင်းနေကျမတို့အထယ်ဒီတောင်မှဂဟေကျွတ်သေးတယ်ဂဟေကျွတ်သေးတယ်မပြည့်ဘူးချွတ်လိုက်ရင်ဂဟေစာရော့သေးတယ်ဂဟေအများကြီးများတယ်လို့ MC တို့အုံးဇံကျိုးတို့ဆိုဂဟေအများကြီးများတယ်လို့ရော့သေးတယ်ဂဟေသားဥပမာတစ်ချက်ကိုကျမတို့က16ပဲကိုကျမတို့ကတပဲကြီးရော့လိုက်တယ်ဆိုရင် ါ15ပဲရေဖြစ်သွားပြီချွတ်လိုက်တယ်ဆိုရင်တပဲရောရင်ကျမတို့ကပြန်ထွက်ရမယ်အခါဒါပေမဲ့တပဲ2ရွေးတပဲ3ရွေးထက်ရော့တယ်တပဲ2ရွေးထက်ရော့တယ်ဘာဖြစ်လို့လဲဂဟေစာရှိလို့အဲ15ပဲရေကျမတို့ကဒင်ပြည့်ချက်ပြည့်ရောင်းပါတယ်ဆိုတော့အာမခံနဲ့ရောင်းတဲ့ဆိုင်နေတောင်မှအဲ့လို risk ကရှိတယ်ဘယ်နဲ့အခုရွှေစင်းကတလအတွင်းမှာတောင်မှပြီးခဲ့တဲ့လက နဲ့ဒီလနဲ့တလအတွင်းတော်မှာရွှေစင်းကစေသိန်းလောက်တက်တယ်စေသိန်းလောက်တက်တယ်အဲ့တာကိုတနည်းအရေးကြရွှေကို၆လအရေးကြပေးချင်တယ်လို့ပေးသေးရူကိုစည်တနာနဲ့မလို့ပေးတာအသေးရူကိုရွှေဝစ်စည်ခြင်းနဲ့စည်တနာနဲ့ပေးတာစောက်ယူလာမေးမယ်အဲ့တော့ကျမပြောတယ်ကျမတွက်ပြခဲ့တယ်နော် ညံနေကြလို့ကျမထက်တွက်ပြမယ်။နော်ညံနေတဲ့သူတွေကိုကျမထက်တွက်ပြမယ်။ထက်တွက်ပြမယ်ထက်တွက်ပြမယ်ညံနေတဲ့သူတွေနော်ညံနေတဲ့သူတွေဘလုံးမပြောအဲ့တော့ရွှေတွေကို6လအေးကြပေးတယ်။တနည်းအေးကြပေးတယ်။ရောင်းလို့မရဘူးရွှေဟာ။ကျမတို့တွေရွှေရောင်းနေဆိုတာအေးကြနဲ့ရောင်းလို့မရဘူး။ ကျွန်မတို့နေရရွှေကုံတယ်စီကကျွန်မရွှေဆိုင်ဖွင့်လာတဲ့သူရွှေကုံတယ်စီကနေကျွန်မတို့ရွှေအကျွေးကြံနေဆိုရင်ကျွန်မတို့ရွှေနဲ့ပဲမှတ်တယ်ငွေနဲ့မမှတ်ဘူးကျွန်မရွေးနေနေပစ္စည်းရွေးနေနေကျွန်မပစ္စည်းက30သားကျွန်မယူလိုက်တယ်ကျွန်မမှာပေးစရာ20သားဘူးပဲပါလာတယ်ရှော့မနေနဲ့တော့ယူထားလိုက်တော့ဒါလုပ်ငန်းရှင်ချင်းချင်းယူထားလိုက်တော့ရှော့မနေနဲ့တော့ကျွေးမှတ်လိုက်တယ်အဲ့ဒီနေ့မှာရွှေစင်းကတဘောက for example 10သိန်းစီးဆိုပါစို့ကျွန်မယူလိုက်တဲ့နေ့မှာ ဲ့တော့ကျမတစင်သားကြံရင်သိန်းတရာပေါ့သိန်းတရာလို့မှတ်မှတ်ဘူးကျမအောင်ရွှေတစင်သားကျမတို့က15ဘေးကြီးယူတယ်15ဘေးကြီးတစင်သားကိုကျမတို့ကအခောက်ခွဲလိုက်တယ်ကိုချက်သားပေါ့ကြံအခောက်ရွှေနဲ့ပဲမှတ်တယ်အခောက်ရွှေကိုပဲ16ဘေးကြီးအခောက်ရွှေကိုပဲစံတတ်မှတ်ပြီးတော့မှမှတ်ထားတယ်အကျွေးကိုစိုက်တဲ့အချိန်ဆက်ကျမတစင်သားကိုချက်သားကြံတယ်ကျမကိုချက်သားလုံးကျမမဆက်နိုင်သေးဘူး9ချက်သားဆက်မယ်ဆိုပါစို့အင်းနေကိုကျမက အဲ့ဒီနေ့ပေါက်စင်းနဲ့ငါးချက်သားကိုငွေတွက်ပြီးတော့မှကျမကဆက်လိုက်တယ်လေးချက်သားထက်ကျန်တယ်။ကျမနှစ်ချက်သားဆက်အောင်မယ်။နှစ်ချက်သားကိုပေါက်တဲ့နေ့ဟာ12သိန်းပေါင်ရင်12သိန်းစီ၈သိန်းပေါင်ရင်၈သိန်းစီ၁၀သိန်းပေါင်ရင်၁၀သိန်းစီနဲ့အဲ့လိုတွက်ပြီးကျမတို့ကကြွေးဆက်ရတယ်။ဒါမှသာလေကျမတို့ကရွှေရသွားလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ရွှေဆိုင်တဆိုင်ရဲ့အမြင့်ဟာရော့တွက်မှာ။မှန်မှန်ကန်ကန်လုတ်တဲ့ရွှေအေးမှန်မှန်ကန်ကန်လုတ်တဲ့သူဆိုရင် ရွှေဆိုင်တဆိုင်ရဲ့ရွှေရည်ကိုပြပြဝဝပေးမယ်။ရွှေစင်းလုံးဒီပေါက်စင်းနဲ့ရောင်းရတယ်။အဲ့ဒီသူတို့ရဲ့အယောတွတ်ဟာအမြက်ဟာအယောတွတ်မှာပရင်းစီအောင်နှိမ်ရွေးပေးမယ်။ဆိုင်ရှင်ကသုံးရွေးစားကျင်စားမယ်၊နှိမ်ရွေးစားကျင်စားမယ်၊လေးရွေးစားကျင်စားမယ်။အဲ့ဒီအမြက်တီတာလင်းသူ့အတွက်အဲ့ဒီတော့အဲ့ဒီအမြက်ကလေးနေဟာအခုရွှေစင်းရဲ့အတက်အကျကို coverage မဖြစ်ဘူး။ဒါကြောင့်မလို့ကျမတို့ဟာရွှေကိုရွှေနဲ့ပဲမှတ်လို့ရတယ်။ ဒီခေတ်ဒီကာလပိုဆိုးတယ်ကျမတို့လွန်ခဲ့တဲ့ကာလတွေတုန်းကရွှေဈေးသသိန်းတက်ဖို့ဆိုတာတနည်းနေလို့ရွှေဈေးသသိန်းမတက်ဘူးအခုကတခါခုံရင်9000တခါခုံရင်သသိန်းဒီလိုခုံတာအဲ့တော့ဒီခေတ်မှာပို့ပြီးတော့မှလုံလို့မရဘူးမွေးသွားမှာပေါ့ဒါဆိုရင်ပေးနေတယ်ဘာဖြစ်လို့လုံတာလဲဘာဖြစ်လို့လုံနိုင်တာလဲစဉ်းစားကြည့်အောင်စဉ်းစားကြည့်ဦးလား6လတနည်းစိုက်တယ်လို့ပေးဟာလူတွေက ည်းသလိုပေးလို့ရတယ်ပစ္စည်းမပေးရအောင်လေရှင်တို့ပစ္စည်းရလို့လားမရအောင်လေပစ္စည်းမရအောင်ပတ်စံသွင်းโอเคတနိုင်ငံလုံးကြည်စမ်းဝယ်တဲ့သူတွေအများကြီးဆယ်သိန်းနဲ့လာဆယ်လသွင်းမယ်တလတသိန်းသွင်းနေတလတသိန်းဘာပစ္စည်းမှလည်းမပေးရသေးဘူးတလတသိန်းနေရအောင်သိန်း20နဲ့သွင်းတလ2သိန်းနေရအောင်သိန်း90နဲ့သွင်းတလ5သိန်းလာစင်မှာဘာမှမလုံရဘဲနဲ့ပစ္စည်းပဲ for show ပြပြီးတော့မှ you ဆိုတဲ့ဒူရင်ဟာ စာတလုံးနဲ့ယူဆိုတဲ့သူတွေဟာလဆင်သွင်းနေရတဲ့ပတ်စံအတိုးမပိရပဲနဲ့ဒီလူတွေစီကပတ်စံကိုရလာဘန်တိုးဆိုရင်တော့မှတစ်ချက်ပြား20ပေးရသေးတယ်နားလဲလားဒီအထိကျမပြောဒီအထိနားလဲလားဘန်တိုးပင်းရင်တော့မှဘန်မာငွေချင်းရင်တော့မှအပေါင်ပစ္စည်းရှင်ရမယ်လုပ်ငန်းပြနိုင်ရမယ်တစ်ချက်ပြား20ပေးရတယ်ဘန်တိုး เนาะအဲ့ဒီတော့ဘာတော်မှမပင်းရပဲနဲ့ပစ္စည်းပြထားတဲ့ယူပါယူမယ်ယူမယ်ယူမယ်ဆိုတဲ့သူတွေစီကနေပြီးတော့မှပစ္စည်းလဲမပင်းရသေးပဲနဲ့အဲ့ဒီလူတွေစီကငွေတွေဟာလမ်းစဉ်အင်ကမ်းနှစ်နဲ့ချီပြီးတော့မှဒီပစ္စည်းကို तू ကတစ်နှစ်နေမှပေးရမှာအေးစေးသွင်းစမ်းလမ်းစဉ်အဲ့တော့ ဒီလူဦးရေများလာတာ ਨੇ အမြတသိန်းနေဘလောက်လူများမလဲနှစ်သိန်းနေဘလောက်များမလဲစေသိန်း၅သိန်းသိန်း30လူဦးလစဉ်ဝင်ဝင်ဟာသိန်းထောင်ချီတောင်းချီအတိုးငါးပြားမှမပေးရဘဲနဲ့ရနေတာ another business တခုကိုထပ်ပြီး investment လုပ်လို့ရတယ်အတိုးပေးစရာမလိုဘူးကို့အယိုးနဲ့ကို့ကိုထိုးသွားတာအဲ့တော့အချိန်ပြည့်သွားပြီတစ်နှစ်ပြည့်သွားပြီငွေကြေးသွားပြီပစ္စည်းယူတော့မယ် ဆိုတဲ့အချိန်မှာအဲ့ဒီလူတွေဘလို့ကြုံရလဲအဲ့ဒီလူတွေရဲ့ comment တွေဘလို့ဖြတ်လဲအဲ့ဒီလူတွေရဲ့ post တွေဘလို့အဖြတ်ခံရလဲရွှေစည်းပြောင်းသွားလို့ဒီအချိန်မရတော့ဘူးဒီအချိန်မရတော့မယ်ကျင်နေရင်ယူမကျင်နေရင်မယူနဲ့ငွေကြေးသွားတဲ့အချိန်မှာလူလိုဆက်ဆံမခံရတော့ဘူးဒီလောက်ပဲရတော့မယ်ဒီလိုရွှေစည်းတက်မယ်လို့မသိလို့မလို့မှဒီလိုပေးထားတာ အဲ့တော့အခုသွင်းထားတဲ့ပတ်စံနဲ့ဒီအခုယူထားတာတပေါင်းကတကြသားဆိုပါစို့တကြသားမရတော့ဘူးရွှေစည်းကရမ်းတက်သွားတာထောက်ဝက်ချိုးလောက်တက်သွားတာတကြသားမရတော့ဘူးယော့ဒီမှာယော့ငါမှုသားပဲရတော့မယ်ငါမှုသားကျင်းနေရင်ယူမကျင်းနေဘူးလားမကျင်းနေမြူနဲ့အဲ့ဒီအတိုင်းတကယ်ဖြစ်ပြက်နေတာ ဟုတ်လားအတူတပြားမှမပေးရဘူးအဲ့တော့ပေးလိုက်ပြီယူတချို့ကကြတော့လည်းမသွင်းနိုင်တော့ဘူးခါပြက်ပြီးတော့မှမသွင်းနိုင်တော့ဘူးငွေမသွင်းနိုင်တော့ဘူးเนาะကျွန်တော်ငွေမသွင်းနိုင်တော့ဘူးဆိုတဲ့သူတွေမသွင်းနိုင်ရင်မိမိအဲ့ဒါဆုံး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  Okay အဆုံးမခံနိုင်ဘူးလားမလို့ပါနေမိုင်းဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်တောင်းမှန်ကောင်းလို့အဆုံးမခံနိုင်ရင်သူတို့ရဲ့ယာကင်လုံးရှိတယ် ရာဂိုင်းတော့သူများပတ်စံကိုအလကားလေးသုံးထားသည်တဲ့အချိန်တန်တော့ပစ္စည်းလည်းမပေးရဘူးဟိုလူကငွေမသွင်းနိုင်တော့ဘူးဆိုတဲ့အချိန်မှာ10% minus လုပ်ပြီးမှပြန်အမ်းမယ်သိန်းတရာကို10သိန်းဒီဘက်ကနှိရှေမှလည်းသူကအတိုးငါးပြားမှမပေးရဘဲနဲ့သူများပတ်စံနေသုံးရသေးတယ်ငွေမသွင်းနိုင်တော့လို့မှပြောတဲ့အချိန်မှာလည်းကိုပတ်စံနဲ့ကို minus ဖြစ်ပြီးတော့မှပြန်ရသေးတယ် ကဲဘယ်မှာလဲဘယ်မှာလဲရှင်တို့ကို စေတနာရှိတာဘယ်မှာလဲရှင်တို့ကိုဖြည့်ကြည့်ဘယ်မှာလဲရှင်တို့ကိုစေတနာရှိလို့ဆိုတာအဲ့တော့နောက်ဆုံးအဆုံးဆုံးခရီးပန်းနိုင်ကိုရောက်လို့ငွေလဲချီလို့ပစ္စည်းလဲချောချောချွတ်ချွတ်နဲ့ရလို့လက်ထင်းရောက်လာတဲ့ရွှေအပေါင်ဆိုင်ကတော့လက်မခံဘူးသူ့တနေရာမှာပဲရွှေဖြစ်တာရွှေဆိုတာလေ စလုံးမဲရှိတယ်။ရွှေခုနှစ်ပဲရှစ်ပဲတွေကိုရွှေငါးမှုကြီးငါးမှုရောပြီးတော့မှပေးနေတာအဲ့တော့ရွှေငါးမှုကြီးငါးမှုယွန်းထားတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေစင်းက10သိန်းက30ဖြစ်သွားလဲသူ့အတွက်က no sogi you ရိုင်းရိုင်းမဲပြောမယ်ဘာမှမဖြစ်သွားသေးဘူး။ရွှေငါးမှုကြီးငါးမှုရောထားတာ၁၀သိန်းက၃၀ဖြစ်သွားလဲဘာမှမဖြစ်ဘူး၃၆၀က၃၁၂၀ဖြစ်သွားလဲဘာမှမဖြစ်ဘူး ရှင်တို့ပတ်စံကိုအတိုးပေးစရာမလိုဘဲနဲ့သုံးလို့ရတယ်ရှင်းပြီလားအဲ့တော့မှမရှင်းလဲမတတ်နိုင်ဘူးခံညမယုံရင်ဝင်ထားတဲ့သူတွေချွတ်ကြည့်လိုက်စမ်းပါအဲ့ရွှေအပေါင်ဆိုင်သွားပေါင်ကြည့်လိုက်အပေါင်ဆိုင်ကတော့လက်မခံဘူးကျမအမြင်နဲ့ပြောတယ်သူတဏီယာထဲမှာပဲရွှေဖြစ်တဲ့ရွှေ အရေးပြည့်မီတဲ့ဆိုင်ကရွှေကိုဝယ်ထားတယ်ဆိုရင်ကျမတို့မြန်မာတနိုင်ငံလုံးကြိုက်တဲ့နေရာကိုသွားငွေလွင်ကြိုက်တဲ့နေရာမှာချွတ်ရောင်းခဲ့လို့ရတယ်ကာလာပေါက်စည်းထက်กว่าနည်းနည်းပေါ့သူများစီမှာရောင်းသွားတော့ကာလာပေါက်စည်းထက်กว่าနည်းနည်းပေါ့အေးအဲ့ဒီကရွှေတွေကတော့တခြားစီမပြောနဲ့အမင်းရအပေါင်ဆိုင်ကတော့လက်မခံဘူးတိဖို့အဲ့တော့ကျမတို့ကလည်းနတ်ကရာကြည်မောပါတယ်เนาะ ကြည်မောပါတယ်ဘေးကနေကြည်ပြီးတော့မှအိုးခံရတယ်ပြောလို့လည်းမရဘူးအဲ့တော့နောက်ဆုံးတော့ဘာဖြစ်လဲအော်ဒီလိုခံရဖို့ဖြစ်လာတဲ့လူတန်းစားခံဟဲဆိုပြီးတော့ပဲကြည်နေလိုက်တယ်မနေနိုင်လို့ဝင်ပြောမနာလို့လို့သူများစီးပွားတုံးနဲ့ထိုးတာမနာလို့လို့တိုက်ခိုက်တာနာလို့စရာအကြောင်းရှိပါဘူးမနေနိုင်လို့ပြောတာမနာလို့လို့မဟုတ်ဘူးခံနေရတာတွေမြင်နေရတာတွေရင်ထဲမကောင်းလို့ရှင်းပြတာ ဲ့တော့ကိုဟာကိုသဘောရှိမနှောရှိကျင်းတ်လို့ခံနေကြရင်ခံမတနာတော့ဘူးဒါပေမဲ့မတိလို့မှခံရတယ်လို့မဖြစ်ရအောင်လို့မလို့ရှင်းပြတာတက်နိုင်ရင်သူ့ဟာသူတန်ရာတန်ချင်းနဲ့အရေးပြည့်မိတဲ့နေရာမှာပဲဝဲရွှင်ဟာအဲ့လိုလှုပ်လို့ကိုမရဘူးရွှေလောကစစ်စစ်မှန်မှန်နဲ့လှုပ်တဲ့လောကအဲ့လိုကိုလှုပ်လို့မရဘူး ဟိုလောင်လောင်ကိုနေကကျမတို့မမွေးခင်နေကရှိနေတဲ့ဆိုင်တွေမျိုးဆက်30ရှိတဲ့ဆိုင်တွေဘာဖြစ်လို့အဲ့လိုမလုံနိုင်တာလဲဘာဖြစ်လို့နာမည်တစ်လုံးနဲ့အခုထိရက်တည်နိုင်တာလဲအဲ့လိုမလုပ်ဘဲနဲ့မှန်မှန်ကန်ကန်နဲ့စစ်မှန်မှုကိုပဲပေးခဲ့လို့လေဘာဖြစ်လို့အဲ့လိုလူမျိုးတွေကမလုံနိုင်တာလဲအုံနောက်မရှိလို့လားအုံနောက်မရှိလို့မဟုတ်ဘူးမယုံမာတတ်လို့မလိန်တတ်လို့နာမည်ကုန်တရင်ကိုထိမ့်သိမ်းထားလို့မလို့မလုပ်ကြတာအဲ့ဒါကိုသိအထက်တော့ပုံမပြောတတ်တော့ဘူးခံရလဲ ခံရဖို့ဖြစ်လာတယ်လို့သာမှတ်ပြောမရလို့မှယုံမာတယ်ဆိုလဲခံညာနော်တပ်ပေတတ်တာကာမတကာပဲဟုတ်ပြီနော်အဲ့တော့မနာလို့လို့ပြောတယ်လို့လာမပြောနဲ့မနေနိုင်လို့ပြောပြတာကျမဒီလောကလို့မလို့ပြောပြတာကျမရွှေဆိုင်ပိုင်ရှင်ကျမအသက်23နှစ်နေရရွှေလုပ်ငန်းရှင်ရွှေဆိုင်ပိုင်ရှင်ဒီလောကကိုထုံးလို့ချေရေလို့နောက်မျက်စိမိတ်လိုက်တာနဲ့မျက်စိတစ်ဖက်မိတ်ပြီးကြည်တာနဲ့တော့ကျမအကုန်သိတယ်เนาะဟောဒီလိုရွှေကိုလေ ဒီမှာချိန်စရာမလိုဘူးလက်ထဲအဲ့ဒီလိုကင်ကြည့်လိုက်တာနဲ့အဲ့ဒီအလေးချိန်ဘလောက်လဲဆိုတာပြောနိုင်တဲ့အထိကျမရဲ့အရေးသွေးရအရေးချင်းရရှိတယ်ဒီလောကမှာမနေနိုင်လို့ပြောပြတာเนาะမနာလိုလို့မဟုတ်ဘူးတိဖို့ဟုတ်ပြီလားအဲ့တော့မနာလိုစရာအကြောင်းမရှိဘူးမနေနိုင်လို့ရှင်းပြတာကျမတို့ကလည်းမျက်တောင်တောင်လှည့်ခတ်ပြီးမဝယ်ဘူးအဲ့လိုနေရာမျိုးတွေကဘယ်လိုလူမျိုးတွေဝယ်လဲ ကျွန်မခုနပြောတဲ့သူတွေအဲ့တော့အဲ့လိုလူတွေကိုတနာလို့မတိလို့တစ်ခါတလေကြတော့ခံရတာကျွန်မ admin အောင်ပါသွားတယ်လေတစ်ခါသူ့နာသူ့တငယ်ချင်းတယောက်ကသူ့ညမတယောက်လားမသိဝယ်ထားလို့မလို့ဆိုပြီးတော့ like သွားတာကျွန်မ admin ဆိုနေကတော့တိတဲ့အတိုင်းပဲကျွန်မရဲ့အကုန်လုံးဟိုပညာရည်တွေကပြည့်ဝနေပြီးသားဆိုတော့နဗန်းဖတ်မလုံးခဲ့ရတာကံကောင်းနဲ့ပြန်လာတာမမသိရင်တဲ့နော် နဘာနဘာဖတ်မလုံးခဲ့ရတာကံကောင်းနဲ့ပြန်လာခဲ့ရတာတဲ့မတော် မတရားမတော်မတရားเนาะမတော်မတရားအဲ့လိုအဲ့လိုရှိရယ်မနာလိုလို့မဟုတ်ဘူးမနာလိုလို့မဟုတ်ဘူးမနာလိုစရာအကြောင်းမရှိဘူးကျမကျမကနေထားနေကျမမနာလိုစရာအကြောင်းမရှိမင်းမင်းနွေးဒီမှာကျမအက်ဒမင်မယုံမေးကြည့်နော်ကျမအက်ဒမင်နဘန်းမနေကိုတဲ့နဘန်းဖတ်မလုံးခဲ့ရတာကံကောင်းတဲ့တိလားအဲ့တော့ နင်းနေလေးသတိရှိကြအဲ့လောက်ပဲပြောမယ်เนาะကျမကမနာလူလို့တွေပါကြီးလာမပြောနဲ့ကျမမနာလူစရာအကန့်မရှိဘူးเนาะကျမနေထားနေကျမနေနေတဲ့သူကျမမနေနိုင်လို့ဝင်ပြောတာမနေနိုင်လို့ဝင်ပြောတာเนาะကျမလည်းချူတူမူတူဆုတ်ဆုတ်ပြက်ပြက်အောက်တန်းစားလည်းမဟုတ်ဘူးမနာလူစရာအကြောင်းလည်းမရှိဘူးသိလားအဲ့လိုဟာမျိုးအားကြလောက်တဲ့အစ်စ်မျိုးလည်းမဟုတ်ဘူးเนาะဒီလိုကြိလိုက်လို့ရတယ်ကျမเนาะဒီလိုကြီးလောက်ပြီးကျမအားကြနေရမယ့်အစ်စ်မဟုတ်ဘူးဒီလိုကြိပြက်လို့ရတယ်เนาะအဲ့တော့မနာလူလို့ပြောတာမဟုတ်ဘူးမနေနိုင်လို့ပြောပြတာ စေတနာနဲ့ပြောပြတာเนาะအမုန်းခံပြီးပြောပြတာအဲ့ဒါမှနားမလဲလဲမတတ်နိုင်ဘူးเนาะအဲ့ဒါပဲဟုတ်ပြီလား